မင်္ဂလာပါရှင်တရင်သားရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်။တရင်သားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်။တရင်သားရီမြို့နယ်တစ်ပင်6ရွာအနီးမှာတပ်ဆွဲထားတဲ့စစ်အုပ်စုတပ်သားတွေပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါဗျ။နိုဝင်ဘာလ25ရက်နေ့မိုးလေတနင်္လာလောက်မှာတပ်ဆွဲထားတဲ့စစ်တပ်ကို ဘိတ်ခိုင်တရင်နှင်းနဲ့တောင်မန်ဒီတပ်ဖွဲ့တို့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျရာဇသက်ကြီးဥပဒေပုံမှ905ကနဲ့ပြည်တံကြခံနေရတဲ့နိုင်ငံကြီးအကျဉ်းသား3000ကျော်လွှတ်ပေးမှဖြစ်ပြီးအဲ့ဒီအမှုနဲ့တရားစွဲဆိုခံရပြီးထွက်ပြေးတိမ်းရှောင်နေရသူ9000ကျော်ကိုအမှုပိတ်ပေးမယ်လို့စစ်အုပ်စုကသတင်းထုတ်ပြန်ပါတယ်။ပုံမှ905ကအရာပြစ်မှုစီရင် ခံရပြီးအကျဉ်းထောင်အချုပ်ထောင် အချင်းစခန်းအသီးသီးမှာပြည်တံကြခန့်နေစေအချင်းသား824ဦးကို ခံဝင်နဲ့လွတ်ပေးခဲ့တယ်လို့သိရပြီးပြည်တံကြခန့်နေရသူ2361ဦးကိုခံဝင်မပါဘဲလွတ်ပေးခဲ့တာလို့ထုတ်ပြန်ကြေညာသိရပါတယ်။အလားတူပုံမှန်905ကနဲ့အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ရာဇဝင်ကျင့်ထုံးဥပဒေပုံမှန်912နဲ့တရားစွဲဆိုခံရသူ9580ကိုလည်းအမှုပိတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ်မြရီမြို့နယ်မှာ KNU သိမ်းပိုက်ထားတဲ့ DKBA ကြားဖြန့်အလုပ်ယုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ KNU ကတိုက်ခိုက်သိမ်းပိုက်စီးနှင်းထားတဲ့ DKBA ထိန်းချုပ်ထားတဲ့မင်းလက်ပံကျေးရွာရှိ DKBA တပ်ဖွဲ့ပိုင်းကြားဖြန့်ခြံဝင်းကိုနိုဝင်ဘာလ26ရက်နေ့ကစစ်တပ်ကအသေးကန် drone တွေတိုက်လေရင်တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြရီမြို့နယ်တဲကထိန်းချုပ်နယ်မြေတွေဖြစ်တဲ့စုကလီဝေါ်လီနဲ့ဖလူးလေးဒေသတွေစီ ဘယ်လက်နက်ကင်အဖွဲ့အစည်းကိုမဆိုဖြတ်တန်းသွားလာခွင့်မပြုဘူးလို့ DKBA ကထုတ်ပြန်ထားပါတယ်။တရက်ချောင်းမြို့နယ်ဒဝဲဘိတ်ကားလမ်းပိုင်းပြန်ပိတ်နေပြီးကားယာချီနဲ့ခရီးသည်တွေပြန်လဲပိတ်မိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်ကတဝဲကဘိတ်မြို့ကိုသွားတဲ့ကားတချို့ကတော့ကရင်မျိုးသားလွတ်မြောက်ရေးတမတော် KNL တရင်စနစ်လောက်ခံတပ်ဖွဲ့ကလမ်းပြန်ပွင့်ပေးခဲ့ပြီးနိုဝင်ဘာလ25ရက်နေ့မှာ ဂိမ်းမျိုးဘက်ကနေတဝဲကိုသွားတဲ့ကားတွေကိုလည်းပြန်ဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့နိုဝင်ဘာလ26ရက်နေ့မှာတော့လမ်းပြန်ပိတ်ထားတယ်လို့ဒေတာခန့်တွေစီကနေသိရပါတယ်။အနာသိန်းစစ်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုက်အပါဝင်14ဦးကိုအကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အကြမ်းဖက်တိုက်ဖြတ်ရေးဗဟုအဖွဲ့ကနိုဝင်ဘာလ25ရက်နေ့မှာကြေညာလိုက်ပါတယ် အန်ယူဂျီကကြေညာတဲ့စီးရင်ထဲမှာတော့စစ်ကောင်းဆောင်ပို့ချုပ်မှုကြီးမရောက်နိုင်တဲ့အတူပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတီခွန်မြတ်ဒုတိယပို့ချုပ်မှုကြီးဆိုးဝင်ဦးဟင်နီရီဗန်တီယူတို့အပါအဝင်၁၄ဦးပါဝင်ခဲ့ပါတယ်။အန်ယူဂျီရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟုအဖွဲ့အနေနဲ့အကြမ်းဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။ တင်းနေတာအတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။